ဟာဝတ်ဥဆုံးနေတာอืมအော်ဆိုင်ကတိတ်မဝါလေချိုးပွဲနေနေတဲရအောင်အားလုံးမင်္ဂလာပါဆမေကျေစွာပါခင်ဗျာမင်းဆိုင်နေ့စားမှာတော့ဝတ်ဥဆုံးကော်ရီထမင်းမောင်းဖြစ်ပါတယ်ခင်ဗျာတော့ဝတ်ဥဆုံးကော်ရီထမင်းမောင်းဆိုတာ ਨੇ ဘယ်ရလို့ထင်လဲပေါ့နော်လူဒီအန်ဒါဟာခရီးရှင်းရဖြစ်ပါတယ်အဲ့တော့မင်းခုရောက်နေရဒီအပန်အရှာ၄၈လမ်းနေမှာဖြစ်ပါတယ်တရုတ်ပြန်လဲဆိုလို့ရှင်နေနေလေးပဲအဲ့တော့မင်းခါကြောက်ရှင်တရုတ်တန်းမှာဆက်စားပြီးလို့ရှင်ဒီဘက်မှာဆက်စားရှင်ဒီဘက်ကလာစားလေးရှင်ဆိုတော့တိတ်မဝေဘူးနေလေးပဲ ဒီဥဆောင်ထဲမှာဆိုရှင်အဆုံပဲသူ့စားလို့ရှင်လေမင်းတို့ကအဲ့လိုမျိုးဖက်ဖက်ပြီးစားပါဘောနော်ဥဆောင်ရဲ့ကော်ရီအနှစ်တိအကုန်လုံးကမှွေပြီးတော့မှစားရင်ပိုရတာရှိအဲ့ဒါမှဒီကနူဒီကငမီတောင်လေးနဲ့ဆိုပိုရတာရှိပါပြည့်တယ်စားပါမယ်နူဒီရဲ့နာ creation ကဝတ်ဥဆောင်ကော်ရီတမင်မောင်လေးဒါတပွဲကိုတောင်းတထောင်ပါနော်ဆိုတော့ဒီထဲမှာပါတဲ့ဝတ်သားတွေအများကြီးပဲပြန်လို့ရတာချိုးချိုးလေးပဲဒါပေမဲ့ရန်ကြီးမထိမိသေးရန်ကြီးထိမိအောင် coi rồi mới loạn thì video này mà phù bị rồi, giá là phù bị rồi chịu mà video này nè nè là vẫn u sầu này nè Mình ừ. nó như mày đó, có luôn nhiều. ทำไมมาซาโลเชนไปโมว่าเนาะคือว่าซาเนี่ยวัตตาเลยใหญ่กอยเลยใหญ่ทำไมนั่นไปต้องลงส่งมาอ่าดีดบวยเนี่ยเต็นเต็งไวทำไมไม่เอามาเทีงดีดบวยเนี่ยมาเต็นเต็งนับเป็นดบวยทัศน์ไปเต็มหมดดูดิ่งหนังครีเอชั่นมาแลแต่ မဲလုံးကတ်တာလေလက်လုတ်ခောက်ဆွဲရှိတယ်အဲ့ဘက်တစ်ဆိုင်ကိုရင်လက်လုတ်ခောက်ဆွဲနောက်တစ်ဘက်လာဘိုက်ကတချမ်းပြေသွားတယ်နောက်ထပ်လက်လုတ်ခောက်ဆွဲနေထပ်ဆွဲလောက်ဒီစပါဒါဟိုဟာအမဲကျွလုံးခောက်ဆွဲတော့နော်ဒီစပါ ဒါလေးကတော့အမဲကျွတ်လုံးခေါက်ဆွဲလေးဖြစ်ပါတယ်ခင်ဗျ။မမေဟိုတစ်ခါစားပြဘူးရပဲတောင်းကလာဆိုင်မှာလေအမဲကျွတ်သားလုံးအောင်မှသူကအသားလေးကနူအီးနဲ့ဖြစ်ဒီရိုးပြုတ်ရေးရလဲညမ်းချိုတာပေါ့နော်ဖွဲသွား MSC မတုံးထားပဲနဲ့သူ့ရဲ့ရိုးပြုတ်အရေးချိုရတာရောရဖြစ်ဒီခေါက်ဆွဲဆိုရလက်လုတ်ခေါက်ဆွဲအောင်မှဟိုတခြားတာရှိကန်စေးဝါးထည့်ထားမှာမဟုတ်ဘွာလုံးဝလက်လက်ဆက်ဆက်ကိုလှုပ်ပြီးတော့မှတခါလေးပြုတ်ထားတဲ့ခေါက်ဆွဲလေးမှာအရင်ဆုံးဟင်းရည်လေးကိုအရင်တောက်ကြည့်လိုက်။အင်း ် MSD မပါဘဲနဲ့သူ့ရဲ့ဒီအယိုးပြုတ်အရသာနဲ့ဒီအမဲသားရဲ့အရသာပေါ့နော်အဲမှာဝင်နေဟုတ်ကောလက်ကောက်စနေစားမယ်ဒို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 ဟင်းယူတီလေးထည့်မယ်ဘုံလာဂျင်လေးထည့်ဟိုမှာအမဲကျွတ်သားလုံးလေးဒီအောက်ကအရေးလေးနဲ့ နော်ဘုရားသားကြီးလို့ပြင်းနေမှုပဲနဲ့ပုပ်ပုပ်ပါလေးနဲ့တောက်လို့ကောင်းလဲစားလို့ကောင်းလဲပြီးရင်အဲ့လိုမျိုးအားရှိရပါဘောနော်ငလန်ထားရဆိုရှင်ဒါမျိုးတစ်ခွက်တောက်လိုက်လို့ရှင်အပြည့်ပါတယ်ဘိုင်လည်းပြည့်တယ်ရတာလည်းရှိတယ်တကယ်လို့မှကိုကအဲ့လိုမျိုးဘုရားသားခပြင်းပြင်းစားရနေဆိုလို့ရှင်စီချမ်းခောက်ဆယ်လို့ပါစားလို့ရတယ်။အဲဆိုရှင်လုံးဝကျူရှဲပွင့်တော့အောင်။ဒါမျိုးကကြတော့ဒီရိုးပြုတ်ရရဲ့ဂျိုယိုကလီယာဆုပ်အရသာလေးနဲ့ရိုးရိုးရှင်းရှင်းလေးပဲ။ဒါမဲ့ဒါမျိုးပူကြိုက်။အဲမဲ့ကြတာလုံးနဲ့ဘလောက်နင်းညံ့နေလဲ။ အော်ဆိုင်ကတိတ်မွားလေးအချိုးပွဲနေနေတဲရအောင်တော့ဒီနေ့ကတော့မချာလေးတောက်ချင်တယ်မချာလေးမှာဒါလေးကတော့ဖတ်ထုတ်ကျွန်းကျွန်းကျော်ဖြစ်ပါတယ်ခင်ဗျာသူကကျွန်းကျွန်းလို့နာမည်ပေါ်ပေးလဲဆိုတော့သူကကတ်လို့ရှိရင်ကျွန်း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 ဖြစ်တာပေါ့နော်တကယ်ကျွန်းကျွန်းဖြစ်ဖြစ်မဖြစ်ကတော့ကြီးကြီးอ่ะဒါတစ်ပွဲက9500ဒီဘက်ကကျတော့ဟော့မချာဒီမချာလေးတစ်ခေါက်9500လူဒီရဲ့ကျွန်းကျွန်းဖတ်ထုတ်ကျော်လေးကျွန်းကျွန်းကလည်းကျွန်းကျွန်းဒီမှာ not bad တော့ဘောင်းနော် Windy ရဲ့ရတာရိုင်းလဲ strong မဖြစ်ဘူး Windy အနံ့မွှေးလေးနဲ့ရတာလဲဒီလက်သေးအစိမ့်ရတာလေးတော့တော့ဘောင်း ဲ့ဒါပေမဲ့ဇန်ခုစားသွားတာတော့ Nudi and her creation ပေါ့နော်အဲ့ဒါဒီ Urban Asia မှာရှိတဲ့ဆိုင်မှာစားသွားတစ်ပိုင်းအဲ့တော့ Kappaking ဆိုလို့ရှိရင် Urban Asia ရှိမှလည်းရလို့ရတယ်ဘေးမှလည်းရလို့ရတယ်ပြီးရင်ဒီအောက်မှလည်း Kappaking ရှိတယ်တနာ yı free ရတာပေါ့နော်ဒီအောက်မှရမယ်ဆိုလို့ရှိရင်ဆိုတော့ဒီမှာစားလည်းရတယ်ဒါမှမဟုတ်ရှင်ဒီ Town Climbing အရေတကာကြော်ညာမှုရဲ့ General Land ရဲ့ဆိုင်မှလည်းစားလို့ရတယ်ဆိုပေးဆိုင်မှာပဲဆက်ဆက်အဆင်ပြေ။အော်ဇင်းလုံးလေးတွေကကြောင့်မြေပမာဆုံးစားတဲ့ဝက်ဥဆုံး quality မြေမောင်းဆိုရှင်တပွဲတော့တောင်းတစ်ထောင် GST service charge တော့ပါအောင်နော်။ဒီအမဲကြွတ်သားလုံး လက်လုတ်ခေါဆွဲအဲ့ဆိုတပွဲကို9500အဲ့ဒီကျွန်းကျွန်းကြက်သားဖတ်တုတ်ကြော်ဆိုလို့ရှိရင်တပွဲ9500အဲ့ဒီဘက်က hot matcha ဆိုလည်း9500အဲ့ဒီ site ထဲမှာစားမယ်ဆိုလို့ရှိရင် site ရဲ့ vibe လေးရကြအဲ့လိုအေးစစလေးနဲ့စားတဲ့ vibe လေးပေါ့နော်အဲ့ဒီတပွဲကြအခုဒီ urban asia ဆိုရှင်16လမ်းနဲ့လည်းနေရောလေဒီ48လမ်းဆိုတော့နီးနီးလေးပဲတော့တရုတ်တန်းနေပြီးတော့မှဝင်လာပဲဖြစ်ဖြစ်ဆိုလို့ရှိရင်လည်းမအရင်အဆင်ပြေဆိုတော့အားလုံးပေါင်းဘယ်လောက်ကြလေးတောင်ကြောက်ရပါတော့နော်အခုဒီနေ့စားဝိုက်တယ်မှာလုံးဝမစားမဖြစ်အကြိုက်ဆုံးပြောပါဆိုရှင်တော့ ။ဘယ်မှာဝက်ဥဆုံးကော်ရီထွေးမအောင်တော်တော်ကြိုက်။ဟိုပိုက်လဲပြည့်တယ်၊ရတာလဲရှိတယ်၊စောက်လဲကောင်းတယ်။ဈေးနှုန်းလည်းတပေါင်းတစ်ထောင်နဲ့ပြီးပါအောင်။ဒါပေမဲ့ခုနောက် jersey စပြီးချက်တော့ပါပါနော်။တကယ်လို့မှကွာအိမ်မှာစိုင်းနေဆိုရှင်လဲ take away နဲ့ဝယ်သွားလို့ရတယ်။ Yeah. So cheers tonight to my. Now video မှာပြန်ပြေးကြ။